။နိုင်ဝင်ရဲနဲ့ဆိုဗီယက်သဇင်တို့ရဲ့အချက်ရည်တက်တန်းကလေဝံမှုတွေမိဘကန့်ကွက်မှုတွေနဲ့အနုပညာရှင်တွေရဲ့ဇွဲလုံလောင်နဲ့ပြည်နှံနေ။အားလုံးပဲမင်္ဂလာပါ။ MCLitos News Channel ကနေကြိုဆိုပါရစေ။ဆောင်ကျင်းတဲ့အချက်ရေးစား9နှစ်ကျော်ကဟေဝရန်နဲ့ဆိုဗီယက်သဇင်ကလွန်ခဲ့တဲ့နှစ်ပေါင်း9နှစ်ကျော်ကတည်းကဆုံခဲ့ကြပြီးဖေဖော်ဝါရီလတစ်ဆယ်မိတ်ဆွေဖြစ်ခဲ့ကြောင်းဟေဝရန်ကဖွင့်ရခဲ့ပါတယ်။အစောပိုင်းကာလရမှာတအုပ်ကိုတအုပ်စတင်ခြင်းနောက်ချင်းနဲ့ ရှိခဲ့တော်လဲကြမျက်စွာယဉ်နီလာခဲ့ကြတယ်။လှည့်ဝဲရခြင်းအကြောင်းရင်းဆိုပြတဲ့စဉ်မိဘတွေကအစည်းကမ်းကြီးတွေဖြစ်ပြီးသူတို့ရဲ့ပွဲလက်သပင်ခန်းနာအလုံးမှာပါလိရှိပါတယ်။မိဘတွေအထူးကြိုးဆိုင်နေတဲ့အတွက်နှစ်ဦးကလည်းမသိအောင်၅နှစ်ကျော်များလှည့်ဝဲစွာဆက်ဆံခဲ့ရခြင်းဖြစ်ပါတယ်။အဝေးရဲ့ခန်းစားချက်တွေဆိုပြတဲ့စဉ်ကခင်မွတ်ကောင်းပြီးအေးအေးဆေးဆေးနေတတ်သူဖြစ်ပေါ်ပြခဲ့တယ်။သူမရဲ့နှုတ်ပညာဆိုင်ကိုတကယ်တော်တဲ့သူကိုသိမှတ်ပြထားပါတယ်။တူတူရိုက်ကိုနဲ့ဇလန်တွင်နဲ့အနာဂတ်ဆက်ကားတွေမှာထပ်မံပူပိုင်းစီစဉ်ထားကြောင်းဖွင့်ရခဲ့ပါတယ်။ လက်ထက်နီးစပ်လာခြင်း2025ခုနှစ်မတိုင်မီကထုတ်ဖော်ပြောဆိုမှုတစ်ခုမှာဟိန်ဝဲရဲ့အဖေကနှစ်ဦးလက်ထက်အစီအစဉ်နေကြောင်းအားလုံးသိအောင်တမင်ပြောလိုက်တာလို့ဖော်ပြခဲ့တယ်။ဆိုပြတဲ့စင်မှာမိဘတွေရဲ့တန်ဦးတီတော်သမီးလိန်မလေးဖြစ်တဲ့အတွက်စောင့်ကြည့်မှုများခဲ့ပါတယ်။အနုပညာခေမအတွက်ဖန်မှုတွေနှစ်ဦးက MTV ဗီဒီယိုဇက်ကိုင်းနဲ့ရုပ်ရှင်ဇက်ကားချင်းမှာမကြာခဏတော့ဖက်တရုပ်ဆောင်လေးရှိပြီးလိုက်ဖက်လုံးတဲ့အနုပညာရှင်တွေဖြစ်သတ်မှတ်ခံထားရပါတယ်။ ရင်းကိုသူတို့ရဲ့လှုပ်ဆောင်ရလှတဲ့ပုံတွေမှာထင်ရှားတွေ့နိုင်တယ်လက်ရှိအချိန်တွင်2025ခုနှစ်စတင်ပါလာတီနှစ်ဦးဆက်ဆံရေးမှာတည်ငြိမ်နေဆဲဖြစ်ပြီးတော့ခေဝီယန်ကဆိုဗီယက်သစင်နဲ့ပတ်သက်ပြီးတွေ့တွေ့တူတူပြောစရာမရှိဘူးလို့ရည်ညွှန်းကရိုးရိုးရှင်းရှင်းဆက်ဆံနေကြောင်းဖော်ပြခဲ့တယ်။အနုပညာလောကရဲ့ဖိအားတွေကြားကနေချက်ချင်းမြစ်တိုင်စစ်မှန်မှုကိုရောင်ပြန်ဟပ်နေပြီးမိဘထိန်ချုပ်မှုနဲ့လူသိရှင်ကြားရက်တရန်စိန်ခေါ်မှုတွေကိုပုံဖော်ထားခဲ့တယ်။ဆိုဗီယက်သစင်တက်ဆိုဗီယက်အနုပညာလောကတွေကိုဝင်ရောက်ခဲ့တယ်။ ဆိုပြတဲ့စဉ်ရဲ့ရင်းဒီရဲ့လောက်ဖို့ခိုင်မဲ့ဖြစ်ဂီတဗီဒီယိုတွေဇလံတွေတွေမှာဖြောပြင်းစီစဉ်နေမှာပါရခဲ့ပြီးထုတ်လွှင့်နေပေမှာလည်းလောက်ကင်လျက်ရှိပါတယ်။ဟဲဝဲရနဲ့ဆိုပြတဲ့စဉ်တို့ကနှစ်ပေါင်း18နှစ်ကျော်ကြာအတူတူကအမှုပညာလုပ်ငန်းတွေလောက်ကင်လာခဲ့ကြပြီးအထူးသဖြင့်ဆိုပြတဲ့စဉ်ငယ်ရဲ့စမှုကနေစတင်ကဘတ်ဆောင်အထူးကျင်းမှုတွေနဲ့ဟဲဝဲရရဲ့အထောက်ပံ့တွေကိုခြေကမ်းပြီးမြမဖြောပြေးလောကမှာအထင်ကရနေရာတခုရယူထားကြပါတယ်။အဆောင်တွင်ကျေးဇူးနာဆင်ပြတဲ့ပရိသတ်အားလုံးကိုကျေးဇူးတင်ပါတယ်။ကျမတို့ channel ကိုလည်း like and subscribe လုပ်ပေးကြပါရှင်။